စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာမေကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းချုပ်ပေးမယ်မင်္ဂလာကိစ္စပတ်သက်ရမယ်အကြီးအကဲများထံမှကောင်းသောထောက်ကူနဲ့တိုးတက်မှုရမယ်ရှင်ပြန်မှုမှာသမျှအောင်မြင်မယ်လို့သမျှ ထေရှားသောကံကြမ္မာနဲ့တိုးတက်တဲ့ကံတွေကြုံမယ်။ဘေးဒီမေးကျင်တဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားမယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာအသုံးချနိုင်ကြောင်းသင်ပြပါမယ်။ဆန်ငါးရည်နှင့်အရာရာဆင်ပြေသောကံနှင့်တွတ်တက်တဲ့ကံရှိမည်။ 16ရက်နေ့ခီးကိစ္စအပြောင်းလဲကိစ္စနဲ့တိုးတက်မှုကြောင့်ပဲ18ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြောင့်ပဲ18ရက်နေ့ရန်တက်ခံတဲ့ရှင်ပြည်လောက်ရမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှအဆင်ပြေမယ်19ရက်နေ့မှာထူးခြားတဲ့ကံကောင်းခြင်းနဲ့လူရပြည့်စုံခြင်းရှိမယ်အခွင့်အရေးစစ်တွေပေါ်မယ်20ရက်နေ့မှာရပိုင်ခွင့်တွေပြန်ရမယ်အဝေးကလူတွေနဲ့ပြန်လဲဆက်ဆက်မှုကြိုးပမ်းမယ်21ရက်နေ့မှာရပ်ထားတဲ့လူတွေပြန်လဲစတင်နိုင်တဲ့ငွေကြေးလက်လာပတ်ကံကောင်းမယ် တနေ့လာနေစောက်ကြနေရင်ကနေမွေးသူတွေကောင်းကျိုးပေးမယ်။ကြာသာပရင်းနေစနေနေ့မွေးသူများကြောင့်စိန်နောက်ဆက်ဖြစ်မယ်။369ခဏနေကျိုးပေးတယ်။အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာများရစေရန်အနီရောင်ပန်းဝင်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းပြုပါဆူတောင်းပြေပါမယ်။ကျေးဇူးတင်ပါတယ်။